皆さん、こんにちは。アルミミラバ。ကျမတို့တွေ N2 ဆိုမှတော့မြန်ခန်းကြီးနွေးတာဒီနေ့ဆိုရင်ကိုကိုနောကမီပေါ့နော်ကိုရေမြောင်နေဖြစ်သွားပြီ။ဒါဆိုရင်မင်းနဲ့ပြန်တည့်ရပြကြတော့တယ်ပေါ့နော်။မင်းနဲ့ပြန်တည့်ရပြီးသွားရင်တော့အလုံးနေရကြကြောကျမတို့ရသွားမယ်ပေါ့နော်။ဒါဆိုရင်ဒီနေ့ရပထမဦးဆုံးသကလုံးလေးရကြတော့ဒီမှာနုစုမှုဆိုတဲ့ခူးယူဒီဆိုတဲ့ခန်းကြီးလေးပေါ့နော်။နုစုမှုခူးယူဒီသူ့ရဲ့ ဥယျာဉ်ကြီးကကြတော့တိုးဆိုတဲ့ဥယျာဉ်ကြီးရှိပါတယ်။ဒါဆိုရင်ဒီနုစုမှုခန်းကြီးလေးကိုကြည့်ကြမယ်ကျမတို့တွေနော်။အရှိအပေါ်ပိုင်းမှာပေါ့နော်။အပေါ်ပိုင်းမှာကကြတော့စုကြီးဆိုတဲ့နောက်ဆိုတဲ့ခန်းကြီးလေးပေါ့နော်။နောက်ထပ်ဆိုတဲ့ခန်းကြီးလေးပြီးတော့ဒီအောက်မှာကြတော့ဆာရဆိုတဲ့ပကံပြားခန်းကြီးလေး။အဲဆိုရင်တခိုးကနောက်ဆုံးပေါ့နော်။နောက်ထပ်နောက်ထပ်ကိုမှပကံပါမကြံအောင်တခုကခိုးရဲဆိုပြီးတော့မှမလုပ်ရရပေါ့နော်ဒီခန်းကြီးလေးကဒီမှာ ဒီအပေါ်ကကျတော့စုကိနောက်ထပ်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒီအောက်ကကျတော့ဆာလာဆိုတဲ့ခန်းကြီးလေးဖြစ်တဲ့အကြောင်းမို့လို့နောက်မှာနောက်ထပ်တခိုးဟာဆိုရင်ပကံနောင်မကြံအောင်အကုန်ခိုးရတယ်ဆိုပြီးပြောလို့ရတယ်ပေါ့နော်ဒါဆိုရင်ဒီမှာပေါ့နော်စုရိုးစုရိုးခန်းကြီးလေးကဥယျာဉ်မီခေါ်ရှိတယ်အဲ့ခေါ်နဲ့ဒီနုစုမှုရဲ့ ဥယျာဉ်နှစ်ခုကိုပေါင်းလိုက်တဲ့အချိန်မှာဂောတိုးပေါ့နော်ဂောတိုးဆိုတော့အာတုံးပြီးတော့မှခိုးရတာအာတုံးပြီးတော့ခိုးရတာဆိုတော့သမျှတိုက်မှုပေါ့တခိုးဆိုရင်တိ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 လေးခိုးရတယ်မဟုတ်လားအဲ့ဆိုရင်အခုဒီမှာကြောက်တော့အာတုံးပြီးတော့မှခိုးယူရတယ်လူယူရတယ်ဆိုတော့သမျှတိုက်မှုပေါ့နော်ဒါဆိုရင်ဒီအနောက်ကခန်းကြီးလေးရကြတော့မုစုခရှိဆိုတဲ့ခက်ခဲတော့ဆိုတဲ့ခန်းကြီးလေးကဥယျာဉ်နန်းရှိရပေါ့နော်နန်းနဲ့ အောင်လိုက်တဲ့အချိန်မှာကျတော့တိုးနန်းပေါ့နော်တိုးနန်းဆိုတော့ခိုးယူတယ်ခိုးတာကခက်ခက်ခက်ခဲကိုခိုးတယ်ဆိုတော့သူကခိုးချင်းပေါ့နော်ခိုးတာကကျတော့ခက်ခဲရဲ့လေခက်ခဲတဲ့အရာဒီတခုတွေအတွက်တိတိပုံပုံပုံရှုပ်ကိုရှုပ်ခိုးရတယ်သူတို့မှခက်ခဲခိုးရတဲ့အတွက်ကြောင့်လို့ဒီတိုးနန်းဆိုတော့လည်းခိုးချင်းဆိုပြီးတော့အတိတ်ပဲဖြစ်သွားပါတယ်ဒါဆိုရင်နောက်တစ်လုံးလေးကကျတော့ဒီမှာသခါရဦးဆိုတဲ့အာခန်ဒီစန့်ကျင်ဒီဆိုတဲ့ခန်းကြီးလေးပါသူမှဥယျာမီကြက်ခုကြက်ခုကလည်းဒီပြောင်းပြန်ဆိုတဲ့စကလုံးလေးပေါ့နော်ကြက်ခုရှိတယ်အဲ့ဆိုရင်ဒီမှာ ပြောင်းလေးသည်ဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းလိုက်တဲ့အချိန်မှာကြာခုတန်းပေါ့နော်ကြာခုတန်းဆိုရင်ဆန့်ကျင်ဘက်အနေထားပေါ့နော်တန်းဆိုတာကပြောင်းလေးသည်ပြောင်းပြန်ဆိုတဲ့ခန်းကြီးလေးပေါ့အဲဆိုရင်ဒီမှာကြာခုနဲ့ပေါင်းလိုက်တဲ့အချိန်မှာကျတော့ဆန့်ကျင်ဘက်ကိုဆန့်ကျင်ဘက်အနေထားကိုပြောင်းလေးလိုက်ဒီပေါ့နော်ဆန့်ကျင်ဘက်ကိုပြောင်းလေးလိုက်ဒီဒီအနောက်ကတန်းကပြောင်းလေးဒီဆိုတဲ့အသေးပဲရှိတဲ့ခန်းကြီးကိုအဲဆိုရင်တော့ကြာခုတန်းဆိုတော့ဆန့်ကျင်ဘက်အနေထားကို ပြောင်းလေးလိုက်သည်ဆိုတော့စန့်တင်ဘက်အနေထားဖြစ်ခြင်းပေါ့နော်ဒါဆိုရင်ရမယ်နော်ဒါဆိုရင်နောက်တစ်လုံးလေးရကြတော့ဒီမှာနာဂေရုပေါ့နော်နာဂေရုပြပောက်သည်ဆိုတဲ့ခန်းကြီးလေးပေါ့နော်နာဂေရုပြပောက်သည်သူ့ရဲ့ဥယုံမြင့်ရကြတော့တိုးပေါ့နော်ပြစ်လိုက်တာဆိုတော့တိုးဆိုတဲ့ဥယုံမြင့်ရှိတယ်ဒါဆိုရင်ဒီမှာတိုးရှုပေါ့နော်တိုးရှုဆိုရင် baseball ပေါ့နော် baseball အဲ့ဆိုရင်ဒီမှာကြတော့တိုးရှိတိုးရှိဆိုတော့ဒီမှာပြစ်လိုက်တယ်ရှိဆိုတာကကျမတို့တွေဒီကုံကျန်းပစ္စည်းဆိုတာတွေတိခဲ့လေနော်အဲ့ဆိုရင်တိုးရှိဆိုတော့ကုံကျန်းပစ္စည်းတွေဒီ ရင်းနှီးဖို့အတွက်ငွေတွေပြစ်လိုက်တယ်ဆိုတော့မြုပ်နှံမှုပေါ့နော်တိုးရှိတိုးရှိပြစ်လိုက်တယ်ကုန်ကြမ်းကိုပြစ်လိုက်တယ်ဆိုတော့ရင်းနှီးမြုပ်နှံမှုအဲဆိုရင်ဒီမှာတိုးဟျော့တိုးဟျော့တိုးဟျော့ဆိုတာတော်တော်လေးကိုစမပွဲမှာလည်းတွေ့ရတယ်နော်မေးကိုဟောက်မှာလည်းတွေ့ရတယ်တိုးဟျော့ဆိုတာဒီမေးပေးချင်းပေါ့နော်ဒီမှာပြစ်လိုက်တယ်ဟျော့ဖို့ပြဖို့အတွက်ပြစ်လိုက်တယ်ဆိုတော့ဒီမှာတိုးဟျော့ဆိုတော့ မေးပေးတယ်ပေါ့နော်မေးပေးချင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါလေးကိုတည်တည်ချာလေးမှတ်သားစေချင်ပါတယ်စာအုပ်ထဲမှာတော့မပါဘူးဒါပေမဲ့လည်းဒီမေးကိုဟောင်းပါတွေတွေ့ရတဲ့စကလုံးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာထည့်ပေးထားပါတယ်တူဟျောပေါ့နော်မေးပေးဒီပေါ့အစရင်ဒီမှာကျတော့ဂွန်းပေါ့နော်ဂွန်းဆိုတဲ့စစ်တက်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ခန်းကြီးလေးပါစစ်တက်ဂွန်းပေါ့နော်အစရင်ဒီမှာဂွန်းဂွန်းတိုင်းပေါ့နော်ဂွန်းတိုင်းဆိုရင်ဒီတိုင်းကကျတော့အဖွဲအစည်းဆိုတဲ့ခန်းကြီးလေးပေါ့နော်အဖွဲအစည်းဆိုတဲ့ခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်မလို့အဓိပ္ပာယ်ရှိတဲ့ခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဂွန်းတိုင်းဂွန်းတိုင်းဆိုတော့ ဂွန်တိုင်းဆိုတော့စစ်တပ်အဖွဲ့အစည်းပေါ့နော်ဒါဆိုရင်ဒီမှာဒါလေးကကြတော့ဟေးရှိဟေးဤပေါ့နော်ဟေးဟေးပေါ့နော်ဟေးဟေးဟာဟာဟေးမဤကလိုက်မယ်ပေါ့နော်ဆိုရင်ဟေးဟေးဆိုတာကကြတော့စစ်တီတော်ဆိုတဲ့အတိတ်ပဲရှိတဲ့ခန်းကြီးလေးဟေးပေါ့နော်စစ်တီတော်အဲဆိုရင်ဒီမှာအနောက်မှာရှိပေါ့နော်ဟေးရှိဟေးရှိဆိုတာစစ်သားပေါ့နော်အဲဆိုရင်ဒီမှာခုနကတည်းကအပေါ်မှာပြောခဲ့တဲ့အတိုင်းဒါလေးကကြတော့တိုင်းဆိုတဲ့အဖွဲ့အစည်းဆိုတဲ့ အတိတ်ပဲရှိတဲ့ခန်းကြီးလေးဖြစ်တဲ့အကြောင်းမလို့ဒီမှာဟေးရှိဆိုတော့စစ်တီတော့အဖွဲ့အစည်းဆိုတော့စစ်တီရေးဘော်အဖွဲ့အစည်းပေါ့နော်စစ်တီရေးဘော်များပေါ့ဒါဆိုရင်နောက်တစ်လုံးလေးတွားမယ်နောက်တစ်လုံးလေးရကြတော့ဒီမှာစာကားစုဆိုတဲ့ခန်းကြီးလေးပေါ့နော်ရှာဖွေသည်စုံစမ်းသည်ဆိုတဲ့ခန်းကြီးလေးစာကားစုသူ့မှာဥယုံကြီးဆိုးရှိရပေါ့နော်ဆိုးရှိရအဆိုရင်ဒီမှာဒီအနောက်ကဟာကြတော့ချောဆပေါ့နော်ချောဆခန်းဆဆိုတဲ့စစ်စေးသည်ရှာဖွေသည်ဆိုတဲ့အတိတ်ပင်နဲ့ပေါင်းလိုက်တဲ့အချိန်မှာကြတော့ဒီမှာ ဆိုးဆပေါ့နော်ဆိုးဆဆိုတော့ရှာဖွဲစစ်ဆေးတဲ့ရလက်ပေါ့နော်ကင်ဆာဆိုတော့ကင်ဆာတို့ချောဆာတို့ဒီရလက်ဆိုတဲ့အတိတ်ပဲရှိတဲ့ခန်းကြီးလေးပေါ့နော်သူကအဲ့ဆိုရင်ဒီမှာကျတော့ဆိုးဆဆိုတော့ရှာဖွဲစစ်ဆေးမှုရလက်ပေါ့ဆိုးဆအဲ့ဆိုရင်ဒီအောက်ကဟာလေသာကစုပဲပေါ့နော်ရှာဖွဲဒီဆိုတဲ့ခန်းကြီးဒါလေးကကျတော့စာအုပ်မှာတော့မပါဘူးဒါပေမဲ့ဒီနှစ်ခုရဲ့ဒီသာကစုနှစ်ခုရဲ့ quarter ချက်လေးကိုရှင်းပြချင်လို့ပေါ့နော်ဒီသာကစုလေးကိုထည့်ထားပြရေပေါ့နော်ဒီတစ်ပင်ပေါ့နော်တစ်ပင်ပြီးတော့တစ်ပင်တစ်ပင်ပေါ်မှာညက်ဒါလေးက ကိုးကောင်ဆိုပြီးတော့ကိုးကိုးပုံစံလေးပေါ့နော်အကိုးမဟုတ်ပါဘူးရှစ်ပုံစံလေးဖြစ်တဲ့ကြောင့်မလို့ပေါ့နော်ဟာဆိုတဲ့ရှစ်ပုံစံလေးဖြစ်တဲ့ကြောင့်မလို့ဒီမှာဆိုရင်တစ်ပင်ပုံမှာငရရှစ်ကောင်ရှိနေတာကိုလက်နဲ့ရှာဖွဲ့တယ်ဆိုပြီးတော့မှဒါလေးကိုမတ်လို့ရတယ်ပေါ့နော်ပြီးကြပြီးကြတော့ဒါလေးကကြတော့လက်နဲ့လေကွေးမှာနုနုကဒီတရေခန့်တွေကိုသူကကြတော့တရေခန့်တွေရှာဖွဲ့တယ်အဲ့လိုနေရာမှာပို့ပြီးသုံးတယ်ပေါ့နော်အားကြောင့်မလို့ကျမကတော့ဒီမှာဒီလက်နဲ့ပေါ့နော်လေကွင်းထဲမှာနုနုဆိုတဲ့ရေးသားက ဒီတေးခံကိုရှာဖွေတာရေးပဲရှိရလေအဲကြောင့်မလို့လက်နဲ့လေကွင်းမှာနုနုဆိုတဲ့ရေးသားကတေးခံကိုရှာဖွေနေတယ်ဆိုပြီးမှတ်ပြီးတော့မှဒါလေးကကျတော့ဒီလက်နဲ့ပေါ့နော်ဒါလေးကကျတော့ဒီမှာ shit ပုံစံမျိုးဖြစ်တဲ့ကြောင့်မလို့တစ်ပင်ပေါ်ကညက်ကလေးတွေကိုရှာဖွေတယ်ပေါ့နော်အဲ့လိုလေ तू ကကျတော့ဒီအောက်ကစားကစုကကျတော့အတိတ်ပဲအမျိုးမျိုးရှိတယ် तू ကကျတော့ရိုးရိုးရှင်းရှင်းရှာဖွေတာကိုပြောတာဒီအပေါ်ကဟာကျတော့နည်းနည်းလေးပြစ်မှုပြစ်မှုရှာဖွေတယ်အဲ့လိုပေါ့နော်ပြီးကျတော့ပျောက်ဆုံးနေတဲ့အရာတွေကိုရှာဖွေတယ်ဆိုတာတုံးတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါဒါလေးကကျတော့ရိုးရိုးလေးရှာဖွေတာမလို့ဒီမှာလက်နဲ့ပေါ့နော်ဒီ တိပင်ပေါ်ကမြက်ရှစ်ကောင်ရှစ်ကောင်ကိုရှာဖွေတယ်ပေါ့နော်သူလူချင်းနဲ့အတွက်ကြောင့်မလို့ရှာဖွေတယ်ဆိုပြီးတော့မှကျမကတော့မှတ်တယ်ပေါ့နော်စာကဆိုအဆိုရင်ဒါလေးကကြတော့ခုနကတော့ဆိုးဆပေါ့နော်ဆိုးဆရှာဖွေစစ်စစ်မှုအဆိုရင်ဒီအောက်ကဟာလေးကိုပြန်ရှင်းမယ်ပေါ့နော်စာကဆိုသူလည်းစာကဆိုပဲအဆိုရင်ဒီမှာကျတော့ဒီစာကဆိုမှာကဥယျာဉ်တန်းရှိရပေါ့နော်တန်းအဆိုရင်ဒီမှာတန်းခန်းတန်းခန်းဆိုတာစူဆန်းရှာဖွေခြင်းပေါ့နော်ဒီအနောက်ကခန်းဆိုတဲ့တန်းခန်းလို့အဲ့လိုမျိုးစစ်စစ်ရှာဖွေသည်ဆိုတဲ့ခန်းကြီးလေးပဲဖြစ်တဲ့အတွက်ကြောင့်မလို့သူက စစ်ဆေးမှုပေါ့နော်စစ်ဆေးမှုဆိုတဲ့ခန်းကြီးလေးဖြစ်တဲ့အကြောင်းမလို့ဒီမှာဆိုရင်ဇာကားစုနဲ့ပေါင်းလိုက်တဲ့အချိန်မှာတန်ခဲဆိုတော့ဆူဆန်းရှာဖွေခြင်းပေါ့နော်ဒါဆိုရင်ဒီမှာတန်ချီပေါ့နော်တန်ချီဆိုတော့ဇာကားရှိတဲ့ရှိလူပေါ့နော်ဇာကားရှိတဲ့ရှိလူခုတို့ပေါ့နော်ဒါဆိုရင်ရှာပြီးတော့မှတိတဲ့အရာဆိုတော့သူကကျတော့ထောက်လန်းပြီးတော့မှရှာဖွေသည်ပေါ့နော်ထောက်လန်းပြီးတော့မှရှာဖွေသည်ပေါ့ အရှိရကြတော့ဇာကစုပေါ့နော်ဆိုရင်ဇာကရှိတဲ့ရှိရုခုတို့ပေါ့နော်ရှားဖွဲပြီးတော့မှတိတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ထောက်လန်းပြီးတော့မှရှားဖွဲတီးပေါ့ဒါဆိုရင်ဒီနှစ်ခုပေါ့နော်ဇာကစုနှစ်ခုကဘာကွာလဲဆိုတော့ဒီအပေါ်ကဇာကစုလေးရကြတော့နခုရှိတမနိုယယူကွေဖူမေနာဟီတိုနာဒိုဝဇာကစုတိုခိစကောက်ခုတို့ပါပေါ့နော်ဘယ်လိုသိပေလဲဆိုတော့နခုရှိတမနိုပျောက်ဆုံးသွားတဲ့အရာပေါ့နော်ပျောက်ဆုံးသွားတဲ့အရာပြီးကြတော့ယူကွေဆိုတာကလားရမသိဘူးဒီတေးခန့်တွေပေါ့နော်အဓိကကြတော့ယူကွေဖူမေဆိုတာကဖူမေဆိုတာက မထင်ရှားဘူးမတိဘူးဆိုတဲ့အတိတ်ပဲပေါ့နော် stay night ပေါ့နော်ဝါခတ် stay night အဲ့လိုအတိတ်ပဲဆိုတော့လာရကိုလာရဥတီချက်ကိုမတိဘူးပေါ့နော်မတိတဲ့လူတွေကိုရှာဖွေတာပြီးကြတော့ပျောက်ဆုံးနေတဲ့ပစ္စည်းတွေကိုရှာဖွေတာဒီ yuku a ဆိုတာပေါ့နော်ဒီဒီအနောက်မှာရေးပြမယ်နော်ဒီ yuku a ကကြတော့ yuku a ဆိုတဲ့ခန်းကြီးကဒီခန်းကြီးလေးပါဒါလေးဒီစာမေးပွဲမှာပေါ့နော်တော်တော်လေးဒီဝကြ စကလုံးဝကြတီထောက်ပုံရွေးရတဲ့စကလုံးမှာပါရပေါ့နော်။သူကကျတော့ယူခုရဲ့ယူခုရဲ့ဆိုတာကျတော့ဒီတေရခံတွေပြီးကျတော့လားရမသိဘူးအဲ့လိုမျိုးတေရခံကဘေကိုဘေကိုပြေးသွားမှမသိဘူးအဲ့လိုလူတွေမှာပို့ပြီးတော့မှတုံးပါတယ်ဒါလေးကိုပေါ့နော်။ဒီမှာ ikku နဲ့ ho နဲ့ပေါင်းလိုက်တဲ့အချိန်မှာ ခိုးခိုးတော့အဲ့လိုခက်အဲ့လိုအတန်မထွက်ပေးနဲ့ယခု A ဆိုပြီးထွက်ပါလေဒါလေးကိုလည်းမက်ဆေ့ချ်နေပေါ့နော်ဒါဆိုရင်ဒီစာကားစုဒီအပေါ်ကစာကားစုကကြတော့ဒီယခုယခု A မတိရဲ့လူတွေပေါ့နော်ယခု A ဖူမင်းတို့ဟိတူကိုစာကားစုတို့ခိစကောက်ကိုတို့ပါပေါ့နော်ဒါဆိုရင်နခုရှိတာမို့လို့ပျောက်ဆုံးသွားတဲ့အရာဘယ်လိုလဲဆိုတော့ဒီခါဂီဝစာကားစုဆိုရင်တော့ပျောက်သွားလို့လိုက်ရှာတယ်ဆိုင်ဖူဝစာကားစုပတ်စံ A ပျောက်သွားလို့ကြပျောက်သွားလို့လိုက်ရှာတယ်အဲ့လိုအချိန်မှာတုံးတယ်နခုရှိတာမို့လို့ပြီးတော့နောက်တစ်ခုကကြတော့ ဒီယခုအဖူမေနာဟိတိုပေါ့နော်ဥပမာ handing word စာကားစုဒီတရေခံကိုရှာဖွဲ့တယ်အဲ့လိုနေရာမှာဒီအပေါ်ကစာကားစုကိုတုံးနေပေါ့နော်ပြီးကြတော့ဒီအောက်ကစာကားစုလေးရကြတော့သူ့ရဲ့အတိတ်တွေကအကြီးကြီးမားမားလည်းရှိတယ်ဘလို့အရာလဲဆိုတော့ hisuyona mono ya hoshi mono nado wo misukeru yo ni suru ပေါ့နော်ဒီ hisuyona mono ကိုလိုအပ်တဲ့အရာပြီးကြတော့ hoshi mono လိုချင်တဲ့အရာတွေကို misukeru yo ni ရှာဖွဲ့တွေ့ရှိဖို့အတွက်ကိုကရရှိဖို့အတွက်ပေါ့နော် ရရှိဖို့အတွက်လုတ်တဲ့အချိန်မှာစာကားစုပေါ့နော်ရှာဖွဲ့တယ်အဲ့ဒီအချိန်မှာဒီအောက်ကစာကားစုလေးကိုတုံးပါတယ်ဘလို့အရာလဲဆိုတော့ရှိခိုးတူကမမြင်နိုင်တဲ့အရာတွေကိုရှာတဲ့အချိန်မှာလဲတွဲတုံးတယ်ပေါ့နော်ဥပမာရှိခိုးတူကစာကားစုအလုတ်ကိုရှာဖွဲ့တယ်ပေါ့နော်ပြီးကြတော့စူမူဘာရှော့ကစာကားစုနေထိုင်ဖို့အတွက်နေထိုင်ဖို့အတွက်နေရပါတော့နေထိုင်ဖို့အတွက်နေရာတွေအိမ်တွေရှာဖွေတယ်အဲ့ချိန်မှာလည်းဒီအောက်ကစားကားစုကိုတုံးတယ်ပြီးကြတော့ restaurant ဟောစားကားစုပေါ့နော်ဒီစားတောက်ဆိုင်ကောင်းတဲ့ e restaurant ဟောစားကားစုကောင်းတဲ့စားတောက်ဆိုင်ကိုရှာဖွေရဲဆိုရင်လည်းဒီအောက်က ဆက်ကဆုကိုသုံးပါတယ်အဲ့လိုလေးကြွားတယ်ပေါ့နော်ဒါလေးကိုမှတ်ထားစေချင်ပါတယ်အပေါ်ကဟာလေးကနာကုရှတမိုနိုယယူကူအေဖူမီနာဟီတိုဆိုပြီးမှတ်ထားပြီးတော့မှအောက်ကစကလုံးလေးရကြတော့ဒီဟီဆူယနာမိုနိုယဟိုရှိမိုနိုနာတို့ဝမီဆူခဲရူယောနီဆူရုကိုတိုပေါ့နော်အောက်ကစကလုံးလေးရကြတော့ကိုလူချင်တဲ့အရာပြီးကြတော့လိုအပ်နေတဲ့အရာတွေကိုရှာဖွေတဲ့အချိန်မှာသုံးလေးဆိုပြီးတော့မှဒီစာကားစုနှလုံးလေးကိုတခါနဲ့တွဲမှတ်စေချင်ပါတယ်ဒီလောက်ဆိုရင်ဒီစာကားစုနှလုံးလေးရမယ်လို့ထင်ပါတယ် ဒါဆိုရင်ဒီအောက်ကခန်းကြီးလေးကကြတော့ဟာရီဆိုတဲ့အက်ဆိုတဲ့ခန်းကြီးလေးဟာရီပေါ့နော်ဟာရီဆိုတဲ့အက်ဆိုတဲ့ခန်းကြီးလေးဒီမှာရွှေပေါ့နော်ရွှေပြီးတော့မှသစေပေါ့နော်ရွှေလေးသစေကိုအက်နဲ့ထိုးတယ်ဆိုပြီးတော့မှမလုပ်ရပေါ့နော်ကျမတို့အဲ့လိုလေးပုတ်တက်ပြရမှတ်တယ်ပေါ့နော်ဆိုရင်ဟာရီဆိုရင်ဒီမှာအက်ပေါ့နော်သူ့ရဲ့ဥယုံမြင့်ကကြတော့ရှင်းဆိုပြီးရှိပါတယ်ရှင်းရှင်းဆိုတာကတော့ဒီလိုလမ်းစဉ်တွေပြီးကြတော့လမ်းဆိုတဲ့အဓိပ္ပာယ်လေးရှိတယ်ပေါ့နော်ဒီရှင်းနဲ့တွဲသုံးမယ်ဆိုရင်အဲဆိုရင်ဒီဟိုးရှင်းလေးအရန်ပါတော့ဒီမေကိုဟောင်းမှဆို ခဏခဏတွေးရတယ်ပေါ့နော်ဒီခန်းကြီးလေးဆိုရင်ဟိုးရှင်းဆိုရင်လမ်းစင်ပေါ့နော်ဒီပညာရေးလမ်းစင်တို့စီးပွားရေးလမ်းစင်တို့အဲ့လိုမျိုးနေရာမှာတုံးပါတယ်ဟိုးရှင်းလမ်းစင်ပါဒါဆိုရင်ဒီမှာကျတော့ဒီအနောက်ကဟာလေးပဲဒိုးရိုတို့ထဲကဒီလမ်းဆိုတဲ့ row ဆိုတဲ့ခန်းကြီးလေးပေါ့နော်အဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဆိုရင် shing row ဆိုရင် shing row ဆိုရင်တွားရလမ်းကြောင့်လမ်းစင်ပေါ့နော်တွားရလမ်းအဲ့တော့ပြောတာဒီအပေါ်ကလမ်းစီကကျွန်နိုင်ငံရေးလမ်းစီပညာရေးလမ်းစီစီးပွားရေးလမ်းစီကိုပြောပြီးတော့မှဒီဘင်းနာဒီရှင်းရူကကျတော့တွားရလမ်းကြောင်းလမ်းစီကိုပြောတာပါဒါဆိုရင်ဒီမှာကျတော့ ဟာရီကနေလို့ထွက်မယ်မလို့ဒီမှာကျတော့ရှင်းနဲ့မထွက်တော့ဘူးဟာရီကနေဟာရီကနေဆိုတော့သူ့နန်းကျိုးပေါ့နော်ဟာရီကနေနဲ့ထွက်ပါမယ်တဆင်ရမယ်နော်ဒီအောက်ကစကလုံးလေးကကျတော့ no အုံနောက်ဆိုတဲ့စကလုံးလေးပေါ့နော် no အုံနောက်အဆိုရင်ဒီမှာကျတော့အတ္တမခန်းကြီးနဲ့ပေါင်းလိုက်တဲ့အချိန်မှာကျတော့ zu ဆိုပြီးထွက်မယ်အတ္တမကျတော့ zu no zu no ဆိုတာလည်းအုံနောက်ပဲပေါ့နော်တဆွေးဒီမှာကျတော့လေပင်ခန်းကြီးပေါ့နော် shu no shu no ဆိုရင်ထိတ်တီးခေါင်းဆောင်ပေါ့နော်နိုင်ငံရဲ့ထိတ်တီးခေါင်းဆောင်တွေအဲ့လိုပြောချင်ရင် shu no လို့ပြောပါတယ် အစရင်ဒီ no နဲ့ဆိုင်တဲ့စကားလုံးလေးလည်းရပ်သွားမယ်လို့ထင်ပါတယ်ဒါဆိုရင်ဒီမှာပေါ့နော်နောက်ထပ်စကားလုံးလေးကကြတော့ဒီမှာ futa ပေါ့နော် futa ဆိုတဲ့အမွာပေါ့နော် namwa namwa ဆိုတဲ့အသေးပေ futa futa ပေါ့နော် futa namwa နှစ်ခုဆိုတဲ့အသေးပေပါအဲ့ဆိုရင်နုနုနှစ်ယောက်ကအမွာလေးတွေပါဆိုပြီးတော့မှတ်လို့ရပါတော့ဖူတာအဲ့ဆိုရင်သူ့မှာဥယျာမီကကြတော့ဆိုးဥယျာမီရှိပါတယ်ဆိုးဆိုတော့အဲ့ဆိုရင်ဒီမှာကြတော့ဒါလေးကကြတော့ဖူတာကောလို့ပဲထုံးမယ်ပေါ့နော်ဒါကိုကြတော့ဖူတာကောဆိုရင် အမွားပေါ့နော်အမွားကလေးနှစ်ယောက်အဲဆိုရင်ဒါလေးကိုကြတော့ဥယျာဉ်မင်းနဲ့တော့ထွက်မယ်ဆိုဟိုဆိုဟိုဆိုပြီးနှစ်ဖက်ပါတီပေါ့နော်နှစ်ဖက်ပါတီနှစ်ဖက်နှစ်ဖက်အဖွဲအဖွဲနှစ်ဖက်နှစ်ဖက်ပါတီအဲ့လိုဆိုဟိုဆိုပြီးပြောပါတယ်အဖွဲနှစ်ဖွဲစလုံးနှစ်ပါတီစလုံးအဲ့လိုအဲ့လိုပြောချင်တဲ့အချိန်မှာဆိုဟိုတုံးပါမယ်ဒါလေးကကျတော့ဒီဖူတာကောကျမတို့တည်ပြီပေါ့နော်ဖူတာကောအမွားဆိုတဲ့ခန်းကြီးလေးပါဒါဆိုရင်ဒီမှာပထမဗီဒီယိုရဲ့ဆေးလုံးလေးရသွားမယ်လို့ထင်ပါတယ်